အလောဘမင်္ဂလာပါဒီကနေ့ကတော့ကိုရီးယားမှာရှိတဲ့ကားပါကင်နဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်။ဂျူချာကားပါကင်ဂျူချာဟာသာကားပါကင်ထိုးသည်ဂျူချာချမ်းကားပါကင်နေရာဂျူချာဘရိတ်ခုကားပါကင်ဘရိတ်ဟမ်ဘရိတ်ပေါ့နော်ဂျူချာခြာတန်းကြီးကားပါကင်အဝင်ဝမှာတားဆီးထားတဲ့ဒုတ်တန်ဘလက်ပါကင် စားတောက်ဆိုင်ဟိုတယ်ဈေးဝယ်စင်တာစားတဲ့နေရာတွေမှာကိုစားကားပါကင်ထိုးပေးခြင်းချူချောင်းချဟာတာကားခဏရက်ခြင်းကားပါကင်ထိုးခြင်းချူချလျိုချူချပြီးကားပါကင်ကြီးအဖိုခဖခင်မီထောအဖိုခပေးရသောကားပါကင်တွင်တက်ဆင်ထားပြီးတော့ပါကင်ထိုးတဲ့အချိန်နဲ့အဖိုခကိုအလိုလျောက်ဖော်ပြပေးတဲ့ဆက်ဖြစ်ပါတယ်ယူရီယိုချူချချမ်းအဖိုခပေးရတဲ့ကားပါကင်မူရီယိုချူချချမ်းအခမဲ့ကားပါကင်ချူချတန်းစို့ကားပါကင်စီချက်ချင်းချူချောင်းချတန်းစို့ကားခဏရက်ခြင်းပါကင်ထိုးခြင်းဓာတ်တွေကိုစီချက်ချင်းဖြစ်ပါတယ်ဂျွန်နင်းကြီးရောကားပါကင်ထိုးမယ်ဆိုလို့ရှိရင်ချိန် ဆွဲသွားမယ်ဆိုတဲ့အနေမျိုးဂျူချာတန်းဆိုဂျူချောင်းချာတန်းဆိုကျောင်းချင်းကြီးရောဒါမျိုးတွေတွေ့ဖူးမှာဖြစ်ပါတယ်ဒီလိုဆိုင်းဘုတ်တွေရှိတဲ့နေရာမှာကားခဏရက်တာကားပကင်ထိုးတာလုံးလို့မရပါဘူးပြုလုပ်ခဲ့မိရင်မြို့နယ်ကနေပြီးတော့ရက်ထားတဲ့ကားကိုချိန်ဆွဲသွားမယ်ဆိုတဲ့သဘောဖြစ်ပါတယ်လက်တွေ့မှာတော့ဒီလိုဆိုင်းဘုတ်ရှိတဲ့နေရာတွေမှာကားပကင်ထိုးထားတတ်ကြပါတယ်တာဝန်ရှိသူအနေနဲ့ကတော့ဂျူချောင်းချာတန်းဆိုယင်နဲ့ပတ်ကြည့်ပြီးတော့ကားခေါင်မူပေါ်မှာရှိတဲ့ကင်မရာနဲ့နံပါတ်တွေကိုမှတ်သွားပြီးတော့အတန်ချဲ့ဆက်နဲ့ကားရွှေ့ဖို့ပြောသွားတတ်ကြပါတယ်မှတ်သွားတဲ့ကားနံပါတ်တွေထဲမှာမြို့နယ်ကို C ီမံချက်ရှိလို့ရှိရင်အကြောင်းကြားပေးပါဆိုပြီးတော့မှတ်ပုံတင်ထားတဲ့ကားတွေကိုတော့ဖုန်းမက်ဆေ့နဲ့ကားရွှေ့ဖို့ပြောပါလိမ့်မယ်။၅မိနစ်၁၀မိနစ်လောက်မှနောက်တစ်ခေါက်ပြန်လာကြည့်လို့ရှိသေးတယ်ဆိုလို့ရှိရင်တော့အကုန်လုံးတန်ငွေဖြစ်ပါတယ်။ဂုံရောင်းချူချာချမ်း၊ဂုံကုန်းငူတို့၊ဥညောင်းဟာနဲ့ချူချာချမ်း၊ဂုံယုံချူချာချမ်း၊ဂုံသုံးငူတို့၊စာယုံဟာနဲ့ချူချာချမ်းဒီအပေါ်ကအတိတ်ပဲနှစ်ခုကတူသလိုလိုနဲ့မတူပါဘူး။ဒါကတော့ကိုယ့်အကိုအစဉ်ဖြစ်သလိုတွေးကြည့်နိုင်ပါတယ်။တချို့ကာကြီးသားတွေတောင်မှအမှားတတ်ကြတယ်ပေါ့နော်။ဂိန်းချူချာချမ်းတအူးပိုင်းကာပခင်တွေကတော့လူတအူးတယောက်ရဲ့ပိုင်ဆိုင်မှုဖြစ်တာကြ ြောင့်ပါကင်ကလမ်းပေါ်မှာရှိနေရင်တောင်မှပါကင်ထိုးလို့မရပါဘူး။ပိုင်းရှင်ပြန်လာတဲ့အခါမှာပြဿနာတက်နိုင်ပါတယ်။မိမိအိမ်ထဲမှာကားထည့်လို့မရတဲ့အခြေအနေမျိုးတွေဆိုလို့ရှိရင်တော့အိမ်ရှိမှာမြေပြင်မြင်းအဖြူနဲ့ပါကင်စီးလုပ်ပြီးတော့အလဲမှာဂိမ်းလို့ရေးထပ်တတ်ကြပါတယ်။မင်းကန်းချူချာချံပုတ်ကလေးကပိုင်းအရသားပိုင်းကားပါကင်တွေကတော့ကားပါကင်ပြုလုပ်ပြီးတော့စီးပွားရှာစားတာဖြစ်တာကြောင့်တနာရီကိုဘလောက်နှုံးထားဆိုပြီးတော့နှုံးထားတစ်ခုရှိပါတယ်။ပုံမှန်အားဖြင့်တော့တနာရီကို1000 2000 3000လောက်ရှိပါတယ်။ကားအကြီးအသေးမတန်စွမ်းကို ဝင်ဆောင်အသက်ကြီးရွယ်အိုပါညာခွဲခြားထားခြင်းမရှိဘဲနဲ့အကုန်လုံးတနာရီတက်မှတ်ကြီးကိုအတိအကျပေးရပါတယ်။အရန်လိုတော့မှသာသွားထတာပို့ပြီးတော့ကောင်းပါတယ်။ဂုံယုံကျူချာချန်းဘသူမဆိုအများပြည်သူအသုံးပြုနိုင်တဲ့ကာပါကင်ဂုံယုံကျူချာချန်းကတော့노ဆန်းကျူချာချန်းနဲ့노ဝဲကျူချာချန်းဆိုပြီးတော့နှစ်မျိုးမြင်နိုင်ပါတယ်။노ဆန်းကျူချာချန်းကာလန်ဘေးတွေမှာမြေပြင်မြင်းဖြူနဲ့ရေးဆွဲထားတဲ့ကာပါကင်တွေဟာ노ဆန်းကျူချာချန်းဖြစ်ပါတယ်။ဒါတွေကပုဂ္ဂလိကပိုင်မဟုတ်ဘဲနဲ့နိုင်ငံတော်သုံးမှုမျိုးနယ်ကပြုလုပ်ထားတာဖြစ်ပါတယ်။တချို့နေရာတွေမှာတော့အခမဲ့ဖြစ်ပြီးတချို့နေရာတွေမှာတော့တတ်မှတ်အခ ကြီးရှိပါတယ်ပုံလိကကားပါကင်ကြီးထက်ဈေးပိုချိုပါတယ်တချို့နေရာတွေမှာတော့ဘယ်ချိန်ကနေဘယ်ချိန်အတွင်းကားပါကင်ထိုးရင်ဈေးနှုန်းဘလောက်ဆိုပြီးတော့ပြသထားပြီးတော့အဲ့ဒီသတ်မှတ်ထားတဲ့အချိန်မဟုတ်ရင်အခမဲ့ဖြစ်ပါတယ်ကားပါကင်နဲ့နီးစပ်ရာနေရာတွေမှာစိုင်းပုတ်ရှိပါတယ်노ဝဲကြူကြချမ်းဒါကတော့လမ်းမပေါ်တွေမှာမဟုတ်ပဲနဲ့ကားပါကင်မြေကိုတတ်တတ်သတ်မှတ်ထားတဲ့နေရာဖြစ်ပါတယ်မြေပြင်မြေအောက်အဆောက်ဦးကားပါကင်တာဝါစသဖြင့်ရှိတတ်ကြပါတယ်အများအားဖြင့်ပန်းချံကစားကွင်းပြားတိုက်စားကြီးတိုက်လေစိတ်စသဖြင့်အများသွားလာတဲ့နေရာတွေမှာရှိတတ်ကြပါတယ်ဒါတွေကတော့အခမဲ့ ်ကားပါကင်တွေဖြစ်ပါတယ်။ဒါမျိုးတွေကိုမြို့နယ်ကလှုပ်ဆောင်တာဖြစ်ပြီးတော့ပုဂ္ဂလိကနယ်မြေကိုငှားရမ်းသုံးဆွဲတဲ့အခါမျိုးတွေလည်းရှိတတ်ကြပါတယ်။ဒါကြောင့်တချို့နေရာတွေမှာတော့ကားပါကင်နေရာ၁၀ခုရှိရင်၄ခုလောက်ကအခကျင်းငွေပေးရပါတယ်။အခမဲ့ကားပါကင်နေရာဥယျာလူစနစ်ဖြစ်ပါတယ်။ဒါမျိုးကတော့ရှားပါတယ်။သိရအောင်ပြပြပေးတာဖြစ်ပါတယ်။ဘူဆောလ်ကျူချာချန်ဒါကတော့လူနေတိုက်ခန်းနဲ့စီးပွားရေးလုပ်ငန်းအဆောက်အဦတွေဈေးတန်းစည်းဆိုင်တွေရဲ့အဆောက်အဦတွေရဲ့အတွင်းအပြင်မြေပြင်မြေအောက်တွေမှာရှိတတ်ကြပါတယ်။ဒီအဆောက်အဦတွေနဲ့ဆက်ဆက်တဲ့သူတွေသာအသုံးပြုလို့ရတာဖြစ်ပြီးတော့အ ပြင်လူတွေအသုံးပြုလို့မရပါဘူး။တချို့တွေတိုက်ခန်းပါကင်တွေမှာသွားပြီးတော့မှခဏပါကင်ထိုးထားကြပါတယ်။စီစီတဲ့သူကတိုက်ခန်းမှာနေတဲ့သူရဲ့ကားနံပါတ်မဟုတ်ရင်ကားပေါ်မှာပါရှိတဲ့ ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့ဖယ်ခိုင်းမှာဖြစ်ပါတယ်။မရရင်တော့အတီပေးစာလာပြီးတော့ကတ်နိုင်ပါတယ်။ဒါမှမဟုတ်လို့ရှိရင်လည်းမျိုးနယ်ကိုတိုင်ကြားတာတွေရှိပါတယ်။တချို့အတီပေးစာတွေကမှန်မှကတ်ထားတာတော်တော်လေးနဲ့ခွာမရပါဘူး။ဝက်ရှော့ကိုပို့ပြီးတော့မှခွာရပါတယ်။ဂုံယုံချူချာချမ်းတွေကတော့အများစုနေမီပေါ်မူတည်ပြီးတော့ဖွင့်တဲ့ချိန်ခွာချားပေမဲ့အဲ့ဒီဖွင့်တဲ့ချိန်ကလွယ်ရင်အခမဲ့ဖြစ်ပါတယ်။ပြီးတော့ပုတ်ကလေးကပိုင်ကာပကန်တွေလိုမဟုတ်ဘဲနဲ့ရင်းငယ်ပုံမှန်ရင်နေအလိုက်လေရုညဉ့်ဉန်းမှုနေပါသည့်ရင်မတန်ဆွမ်းတဲ့သူမောင်းတဲ့ရင်ပါတဲ့ရင်စတဲ့ပေါ်မူတည်ပြီးတော့ရာဂိုင်နှုန်းခ န်စားခွင့်တွေလည်းရှိပါတယ်။လာစင်ကြီးပေးဆောင်ပြီးတော့ကားပါကင်ထိုးရင်ဈေးနှုန်းလျှော့ပေးတာတွေလည်းရှိပါတယ်။ကုန်ရုံးကြူကြချမ်းဖွင့်တဲ့ချိန်ကလွှင့်ရင်အခမဲ့ဖြစ်တဲ့အတွက်ကြောင့်ဖွင့်ချိန်ကလွှဲပြီးတော့အခကျင်းငွေပေးစရာမလိုပါဘူး။ဥပမာဖွင့်ချိန်မနက်9:00နာရီဖြစ်တဲ့ကားပါကင်မှာမနက်8:00နာရီကနေ10:00နာရီထိထိုးတယ်ဆိုလို့ရှိရင်9:00နာရီနောက်ပိုင်းဖြစ်တဲ့10:00နာရီသာသာပေးရမှာဖြစ်ပါတယ်။ကားပါကင်ထိုးခဲ့ပေမဲ့ကားပါကင်ပိတ်ချိန်ကျော်သွားမှကားပြန်ထုံးမဲ့သူတွေနေနဲ့လည်းပဲပိတ်ချိန်မှအပပေးဆောင်ရမယ်။ကားပါကင်ကြီးကိုကြိုတင် ပေးဆောင်သွားနိုင်ပါတယ်။မပေးဆောင်မိခဲ့ရင်လည်းကိစ္စမရှိပါဘူး။ ုတာဝန်ရှိသူတွေအနေနဲ့ကားပါကင်ကြီးတောင်းခံလွှာကိုကားမှာကတ်ထားခဲ့ပါတယ်။ငွေတောင်းခံလွှာတဲ့ကပန်းဆောင်နံပါတ်ကိုတောင်းခံတဲ့ပမာဏပေးသွင်းရပါတယ်။ပိုပေးမိတာလိုပေးမိတာဆိုလို့ရှိရင်တော့ငွေလွှဲလို့မရအောင်လှုပ်ထားတာကြောင့်ငွေလွှဲလို့မရတဲ့အခါမှာငွေပမာဏကိုပြန်လဲစစ်ဆေးပြီးတော့အတိအကျပေးဆောင်ရင်ရပါတယ်။ခုံရုံးကြူကြချမ်းတွေမှာကားပါကင်ထူတဲ့အခါသတိထားရမှာကတော့ကားပါကင်မှာမတော်တဆဖြစ်တဲ့အခါကားပါကင်ဖွင့်ချိန်အတွင်း ြစ်ခဲ့ရင်တော့တချို့တဝက်ဂုံယုံကျူချာချမ်းကနေပြီးတော့ရော်ကြီးရရှိနိုင်ပါတယ်သို့တော့ကာပကင်ပိတ်ချင်ရင်တွင် ဖြစ်ခဲ့ရင်တော့လုံးဝမရနိုင်ပါဘူးရော်ကြီးကတော့မတော်တဆဖြစ်တဲ့ အခြေအနေပေါ်မူတည်ပြီးတော့ဖြည့်ရှင်းပေးတာဖြစ်တဲ့ကြောင်းမိမိရင်အမားဆိုလို့ရှိရင်တော့မိမိတို့အာမခံကုမ္ပဏီနဲ့သာဖြည့်ရှင်းရမှာဖြစ်ပါတယ်။တာဝန်ရှိသူတွေရဲ့ခွင့်ပြုချက်မပါဘဲနဲ့ကားပါကင်ထိုးခဲ့မိရင်အဆက်အသွယ်လုပ်လို့မရပါကချိတ်ဆွဲကားဖြင့်မြို့နယ်ကနေပြီးတော့ချိတ်ဆွဲသွားနိုင်ပါတယ်။ဒါကတော့ရှားပါတယ်။သိရအောင်ပြောပြပေးတာဖြစ်ပါတယ်။မိမိတို့နယ်မြေမှာရှိတဲ့ခုံရုံးကြိုကြချမ်းကိုအသုံးပြုကျင်နေဆိုရင်တော့ခုံရုံးကြိုကြချမ်းရဲ့အရှိမမိမိတို့ရဲ့မြို့နာမည်ကိုရေးပြီးတော့ရှာကြည့်ပါ။ရှာတာကတော့ Google တို့ Naver တို့ Kakao တို့စသဖြင့်အများကြီးရှိပါတယ်။ကြိုက်တဲ့နေရာမှာရှာကြည့် နိုင်ပါတယ်။ဂုံယုံကျူကြရရနဲ့ပတ်သက်ပြီးတော့ပြောကြရတွေကတော့အများကြီးပါပဲ။ပုံမှန်အားဖြင့်ကတော့ဒီလောက်ပါပဲ။တိထရအများရှိတယ်ဆိုလို့ရှိရင်လည်းအများသိအောင်လို့ comment မှာမှန်ပေးသွားကြပါဦးလို့ပြောချင်ပါတယ်။ဒီကနေ့ကတော့ကိုရီးယားမှာရှိတဲ့ကားပါကင်နဲ့ပတ်သက်ပြီးတော့လေ့လာခဲ့တာဖြစ်ပါတယ်။အားလုံးအကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်။အားလုံးကျေးဇူးများကြီးတင်ပါတယ်။